တို့ဟာအယူဝါဒနှစ်ကဲအခုချိန်ကြပြီခြာလီပါကငါတို့ဟာ post beat ကြပြဆရာတွေငါတို့ဟာ TV မျိုးဆက်ငွေစင်းဝါလင်ကိစ္စနဲ့ရုံရင်းကြမ်းတမ်းတဲ့ဘာသာစကားတို့ရဲ့စစ်မှန်တဲ့အမင်းရောငါတို့ဟာ speak စံသက်ချက်ရဲ့စံကြပါအတွေ့ ာရှေ့ဆက်နေတဲ့တိုင်းပြည်တစ်ခုရဲ့အသီးပွင့်တွေကလည်းငါတို့ပဲဖြစ်တယ်။ငါတို့ကနောက်ဆုံးပိတ်အသက်30ကျော်လူအချင်းပြတ်အရေးထူပြီးတော့မလုံးမုံထားစိတ်ညားပြငါတို့ကအမှုပြုကိုချိန်စားတယ်။အလက်တီတုံးဆွဲသူတွေစေတောဆိုတဲ့စကလုံးလူတိုင်းရဲ့ပါဇက်ဖြောင်းကိုရောက်သွားတာငါတို့ကြောင့်ငါတို့ရဲ့မိဘတွေတဘုံတွေဖြစ်ကုန်တာငါတို့ကြောင့် ်ငါတို့ဟာငါတို့ရှိကလူတွေချပြခဲ့တဲ့အသိပညာအားလုံးကိုဖွင့်ဆိုရှင်းလင်းဖို့ပူလာခဲ့ကြပါတယ်ကြားရယ်လိန်သူဆက်ဆံသူတွေဇနီးမယားကိုတက်ဖြတ်သူတွေယာစားစားသူတွေစောင်းဆိုင်ပိုင်ရှင်တွေလက်လက်ရေးအတွက်တိုက်ပွဲဝင်သူတွေ ်းစားတယ်။တင်းဦးစရာတွေနဲ့ jet ski ကြ။အဲ့ဒီအရာတွေကလည်းစိတ်နှိုးတော်မှုမအားလို့ရတယ်။မြင့်မြတ်တဲ့နှုတ်ထက်စကားကိုနာယူပြီးကံယိုရဘက်ကိုမလို့ထွက်ခဲ့ကြတယ်။အကြီးတဲ့ကမ်းခြေတွေကိုဝိုင်းတော့ရင်ဂီတကိုခံစားနားထောင်ရင်မြင့်မြတ်တဲ့ဇေကျမ်းစာကိုမအားလို့ဖတ်ကြတယ်။ပြီးတော့အထီးကျန်တောဦးတွေထဲမှာစေပြပွဲပြီးနှုတ်ထားကြတယ်။အဲဒီနောက် မြို့ပြရဲ့မိအလင်းရောင်တွေကိုဖြည်းဖြည်းချင်းပြန်လဲချိန်ရကြတယ်။မြို့ပြရဲ့ပြောင်းတဲ့အခါကလုံးသားကငါတို့စီတကြောပြန်လာပြန်ပါတယ်။ငါတို့ရဲ့မှာတချို့ကခက်ခဲတဲ့ဘဝကိုအေးအေးလူလူဖြတ်သန်းနိုင်ပြီ။တချို့ကတော့မိသားစုတွေပါတယ်။တို့ကအလုပ်ကိုလည်းကျူးကျူးဆန်းဆန်းလုပ်ကြရတယ်။ငါတို့ရဲ့အချို့ကဂျက်လူတွေ ဓာယုကိုပေါ့လျှောက်ခဲ့ဦးပြီပဲအခုတော့ TV ရှေ့မှာနိုင်ပေါင်းများစွာထိုင်ရင်ဒေါသဖြစ်ငါတို့ရဲ့ရခိုင် liberal အတ္တဘဝတွေကိုဆန့်ကျင်ဒါပေမဲ့ငါတို့ဟာငါတို့ရဲ့စစ်မှန်တဲ့အတ္တဘဝနဲ့လူတိုင်းအတွက်ငါတို့ရဲ့စကလုံးတွေသူတို့ရဲ့စကလုံးတွေအားလုံးရဲ့စကလုံးတွေကိုရေးသားနေကြတယ်ဖြစ်တယ်ငါတို့ဟာကောဆိုးလို့ရမှုကြတယ် ဒါတော့ပုံပြီးပွင့်ပြတဲ့ပန်းတွေပွင့်ဘူးမလာခဲ့ပါဘူး။ဒါတော့ကဂျစ်စပါလိုပဲတရားတောင်ပုံပြီးမြင့်မြတ်။ဘရော့စ်ကလိုတယောချက်ပြည့်တဲ့ဆူရီယာဆန်ခဲ့တယ်။အကတာဆူရီယိုတရေဘူး။အချိန်ကိုထပ်ပေါင်းစီပြီးအချိန်ကိုရုပ်ရှင်ရိုက်တယ်။ရိုက်ပြီးရုပ်ရှင်ကိုကြည့်တယ်။ချက်စီဟိုတယ်မှာတစီရီရဲ့ပုံကိုရေးဆွဲရင်း က်မျိုးမျိုးကိုရွှေကျင်လိုကျင်ယူပြီးလာရောင်ကိုလည်းခူးယူတာတချိန်တည်းမှာမိခင်မြေကြီးကိုမတော်ရဲ့ခြေချောင်းလေးချောင်းမှာထားပြီးခံရတယ်မိခင်မြေကြီးလက်ဖြတ်နေပြောလျက်လူဝါကြီးကိုရှ िख ိုးဖို့နဲ့ဟိုက်ကူကပြားတွေရေးဖို့ခူးကြီးချောင်းကိုငါတို့သွားတယ်မိတ်ဆွေတွေကိုငါတို့ဘရောမှမပြီးခါအားရသွားပဲငါတို့လည်းတရားရောက် တော့တိတ်ဆိတ်မြန်တိတ်ဆိတ်ဂီတကိုဆက်လက်ဟောပြုတနေ့ပြီးတိုင်းသူတို့ပို့ပြီးဖွင့်ပြလာကြတယ်ငါတို့ကခုခုကိုပို့သေးကြလာတယ်လို့ငါတို့ရလိုက်တဲ့လက်ငယ်အမွေတစ်ကိုလည်းဂုံယူကြတဲ့ post ပြီးညစီရတယ်ပေါ့အချိန်ထဲမှာပဲကာလာ TV နားကခေါ်တော့ပုံမှာပြင်းပြင်းခွေခေါက်နေတဲ့ကြားရည်အောင်ကြောင်းကောင်ရဲ့အေးဆက်ဆက်ညမျက်လုံးတွေကိုရှောက်ခွေတွေ့ရှိနေတယ် ။ပေါ်ပင်နောက်လိုက်ပြီးလူမ်းသားရဲ့လို့လည်းမရှိတဲ့ရှေးကြသော20ရာစုအသိပညာကောင်းရှိတဲ့မတို့အားလုံးမှာမြုပ်တယ်လိလာရမယ့်အရာတွေရှိတယ်။မတို့ရဲ့ကိုယ်ပိုင်အသေးပဲတွေရှိတယ်။မတို့ရဲ့တရားပုဂ္ဂလဟံတွေရှိတယ်။ကိုယ်ပိုင်ယုံကြည်ချက်တွေရှိတယ်။အမြဲပြောင်းလဲနေတယ်။ပြီးတော့အမြဲတမ်းတမျိုးတည်းမတို့အားလုံးမှာကိုယ့်ရဲ့အချိန်တစ်ချိန်ဆိုတာရှိပြီး အဲ့ဒီအချိန်ကိုရောက်လာပြီစတီဒီလာချင်စကီဘူပီစ်